ဒီသုံးလေးကနေ့စဉ်စကားပြောမှာတော်တော်လေးသုံးဝင်နော်တခါလဲရအောင်လုပ်တော့မယ်နော်အယမ်းမုန်းတယ်အယမ်းမုန်းတဲ့ဟာကို I can't stand အောင်တုံးပြောလို့ရတယ်နော် I can't stand ကဒီစိတ်ကတိကောက်ဖြစ်စရာကောင်းတဲ့လူတွေနေရာတွေကိုပြောနေတဲ့အခါမှာတုံးလို့ရတယ်နော် I can't stand that guy he's so rude ငါ့ကောင်အယမ်းမုန်းတယ်သူကအယမ်းအောင်မှာရိုင်းတာ I can't stand that place is always noisy and crowded အဲ့နေရာကမကြိုက်ဘူးမုန်းတယ်ပေါ့ အမြဲလူတွေရှုပ်ပြီးတော့စူးညံနေတာအခိစားပြင်ပြောလို့ရအောင်နော်မကြိုက်တဲ့ဟာပြောရအောင်ပါနော်ဖြစ်ရမယ်ဖြစ်ရမယ်လို့ဆိုလို့ရှိရင် you must be တုံးပြောလို့ရအောင်နော်အခြေအနေတစ်ခုခုကိုအခြေခံပြီးတော့ခံမှန်းတာခောက်ချက်ချတာအဲ့ဟာမှာဆိုလို့ဆိုရှင် you must be တုံးပြောလို့ရအောင်နော် you must be John မင်းကြောင့်ဖြစ်ရမယ် okay you been working the whole day you must be tired မင်းတနေ့ကုန်လှုပ်လှုပ်နေတာပြင်းမှန်းနေမှာထင်တယ် โอเคအဲ့တော့အဲ့လိုမျိုးအခြေအနေကြည့်ပြီးတော့ခံမှန်းတာတွေခောက်ချက်ချတာတွေကိုအိမ်မှာတအားအုံပြောလို့ရအောင်နောက်တစ်ခုကအတိတ်သားကြီးအတိတ်သားကြီးဆိုရအောင် is obvious ဆိုတုံပြောလို့ရအောင် is obvious that she doesn't like you သူအမေကိုမကြိုက်ဆိုတာအတိတ်သားကြီးပါ is obvious that they are dating သူတို့ဖြစ်နေဆိုတာ date လုပ်နေဆိုတာအတိတ်သားကြီးပါ okay it's obvious that they are in love during chinichai so atita yi ba okay now go khae tin le လုတ်ခဲတင်တာဘာညာတက်ကနောင်နောက်ရရပါဘောနော်အဲ့ဒါဆိုရှင် sure for တုံးပြောလို့ရအောင် I should have married her ငါတို့လက်ထက်ခဲတင်တယ် I should have worked harder ငါလုတ်ဖို့ကြိုးစားခဲတင်တယ်စာပြန်စာအုပ်တွေအများကြီးပဲတိစောက်လို့ရပါတယ်။ Okay အခုလိုမျိုး speaky brand လေးကကိုယ့်အတွက်အကျိုးရှိလားမသိဘူး။အကျိုးရှိရဆိုလို့ရှိရင် comment မှာ yes လို့ရေးသွားမယ်။နောက်ထပ် video အစ်တစ်လွတ်မသွားအောင်လို့လည်းဒီ page ကို follow လုပ်ထားဖို့မမေ့တော့နော်။ Bye bye. See you in the next video.